ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီရှစ်ချိန်မှာတော့သူချပြီးတော့ကအပူဖြစ်ပါတယ်ဗောနော်အနောက်အပူရှားပြီးသွားခဲ့တာဖြစ်ပါတယ်ရှားပြီးတော့က3ရှစ်ရှစ်ဖြစ်ပါတယ်ဗောနော်ကျွန်တော်တို့အပြီးပေါ်ဗောနော်အပြီးပေါ်ကဏ္ဍ6လုံး20နှမျိုးမှာဆိုရင်ပုံတူကဏ္ဍ5လုံးရတာဖြစ်ပါတယ်ဗောနော်အဲ့ဒီကဏ္ဍ5လုံးက3ရယ်နေ3 4 5 6ဆိုပြီးဖြစ်ပါတယ်ဗောနော်အဲ့ဒီမှာသူချပြီးတော့တာက3ရက်6ရက် တုံးရှိရှိဆိုပြီးတော့အနော်အဘူးရှာပြီးသွားခဲ့တာဖြစ်ပါတယ်။အဲဒီမှာကျွန်တော်တို့ခွေပြပေးထားတာကတော့အဘူးမပါဘူးပေါ့နော်။ပရိတ်က68တည်းဆိုပေမဲ့ကျွန်တော်ပရိတ်ဖောက်သွားခဲ့တယ်ပေါ့နော်။ကိုယ်ပရိတ်ရှာပြီးသွားခဲ့တဲ့အတွက်ပရိတ်ဖောက်သွားတာဖြစ်ပါတယ်။ပရိတ်နဲ့ညီတဲ့ဟာလေးကတော့နိနိလေးဆိုပြီးထည့်ပြီးသားတယ်ဆိုပေမဲ့ကျွန်တော်တို့အဘူးတုံးရှိရှိရှာပြီးသွားခဲ့တာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီကီးပေါ့နော် ရှစ်ကြိမ်မှာတင်ပြထားတဲ့ဂီကနှစ်3ခွန်ဂီရဲ့ရှစ်တင်လေးဂီရဲ့တင်လေး5ဂီရဲ့မှာရှားပြီးတော့တာက388အပူဖြစ်ပါတယ်ဗောနော်388ဆိုတဲ့အတွက်ကြောင့်မို့နှစ်3ခွန်ထဲက3တလုံးရဲ့ရှစ်တင်လေးထဲက8တလုံးရှားပြီးသွားခဲ့တယ်ဗောနော်38အပြီးဖြစ်ပါတယ်ဒီအလဲကတင်လေး5ဂီဆိုတာလေးကတော့ဖောက်ပင်မရှိပေမဲ့ကျွန်တော်တို့ဒီရှစ်ကြိမ်မှာတော့ဖောက်သွားခဲ့တာဖြစ်ပါတယ် နောက်ထပ်ကျွန်တော်တို့9ရက်ခွန်ထိစင်းတစ်တုံးလေးအလေထိုင်ခွန်ရှင်းနဲ့အပိတ်ဆွေးပြီးတော့တန်းနည်းနဲ့ကွာချင်းပြပေးထားတာပေါ့နော်တုံးရှိရှိခြာပြီးသွားခဲ့တဲ့အတွက်ကြောင့်မို့ရှစ်တလုံးအပိတ်တာလင်းခြာပြီးသွားခဲ့ပြီးတော့ထိတ်စီနဲ့အပိတ် sorry ထိတ်စီနဲ့အလေထိန်ပေါ်သွားခဲ့တယ်ပေါ့နော်အဲ့ဒီမှာအနောင်တလုံးပေါင်းရှင်းကတော့6893တက်ထက်က3886ဆိုတဲ့အတွက်ရှင်းနေရှင်းပေါင်းရှင်း16ပြည့်ခြာပြီးသွားခဲ့တယ်ပေါ့နော် တောင်းရှိရှိဆိုတဲ့အတွက်ရှင်နေရှိပေါင်း16ဒီထဲလေးပဲကဏ္ဍသုံးလုံးပေါင်းရှင်း6ခွန်8ပြည့်ဆိုတာလေးကတော့ဖောက်သွားခဲ့တာဖြစ်ပါတယ်ဗောနောပရိဖောက်သွားခဲ့တာဖြစ်ပါတယ်ပြီးတော့ထိတ်စီနဲ့အလေထိန်လည်းဖောက်သွားတယ်ဗောနောအဲ့ဒီမှာ938ပဲပါတယ်ဗောနော6ပရိ938ပဲပါလာဖြစ်ပါတယ် ဒီအနေနဲ့ကိုတော်များနေကီဖောက်သွားတယ်တင်းလေး၅ကီဖောက်သွားတယ်ဗောနော်၈တင်းလေးထက်က၈တလုံးရဲ့နှစ်တုံးခွန်ထက်က၃တလုံး၈တုံးဆိုပြီးတော့အဲ့ဒီနောက်ပိုင်းမှာတင်ပြထားတဲ့ကီရတော့ပေးသွားခဲ့တယ်ဗောနော် okay နောက်ထပ်ကျွန်တော်ဒီမာကီးနဲ့ထပ်တွဲပြပေးထားတယ်ဗောနော်တွဲပြလိုက်တဲ့ကီးနှစ်ခုစလုံးကတော့စိတ်မကောင်းစွာပဲဖောက်သွားခဲ့တယ်ဗောနော် ဒါကြောင့်မို့ကျွန်တော်တို့အဲ့ဒီမှာရှောက်ခွန်ရှစ်တိပရိနေကိုအပြီးခွေကနန်း6လုံးနဲ့ပြန်ဖြတ်တဲ့တဲ့အချိန်မှာတော့ကျွန်တော်တို့3ရက်7ရက်အပြီးခွေကနန်း OK တယ်ဆိုပေမဲ့ key ပေါ်တော့တယ်ပေါ့နော်အရှိနှလုံးပေါင်းအရှင်းနှလုံးပေါင်းရှင်ပရိပေါက်သွားခဲ့တယ်အနောက်နှလုံးပေါင်းရှင်ပရိက OK တယ်ပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်ပေါက်သွားခဲ့တာဖြစ်ပါတယ် Okay ကျွန်တော်ဒီ၉ချိန်အတွက်ပေါ့နော်၉ချိန်အတွက်ဒီအပြေးခွေကနန်း တနင်္လာနေ့ပတ်တဲ့တနင်္လာနေ့ပတ်နေ့ကိုကိုကျင်အတွက်ဒီဗီဒီယိုထဲမှာတစ်ဆက်တစ်ဆက်တက္ကစုတစ်ဆက်တင်ပြသွားမယ်ပေါ့နော်အဲ့မှာနေ့3ရှစ်ဖြစ်သွားတယ်ပေါ့နော်တူတူခြားပြသွားတာက33ရှစ်ဖြစ်ပါတယ်အပူပေါ့နော်ဒီမှာဆိုရင်တော့နေ့3ရှစ်ဆိုပြီးတော့ကျွန်တော်တို့ထိစီးတလုံးလွဲတယ်ပေါ့နော်ပြီးရင်3 4ရှစ်ဆိုတာကလည်း3ရှစ်ပါတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီ ကိုးချိန်အတွက်ဒီအပြီးခွေကနန်းချောင်းလုံးကိုထပ်ပြီးတော့လေးလာကြအောင်ပါနော်ရှေ့ချောင်းခွန်ကနေစားပြီးလာတာပေါ့နော်ရှောက်တုံး6ရှောက်ရှောက်နေ5 6ရှောက်ရှောက်5ရှောက်9နေ9ရှောက်နေ၄တုံညာတုံညာလေးလေးပါနော်တင်းနေနေတဲ့3လေးရှေ့ရှားပြီးသွားတာက8လေး3ပါနော်ပြီးရင်6ရှောက်3နေ့တုံညာ9ခွန်ခွန်9ပါနော်တွင်ဤကလည်း ဒီနှစ်ပိမှာပြထားတဲ့အတိတ်ပဲဖြစ်ပါတယ်9 3 3 0 4 9 6 5 6 3 6 8 6 8 9ဘောနောပြီးရင်9 2 2 9ပြီးကြတဲ့ဘာ3 2 2 3 4 5 6 9ထဲက3886ပြေးသွားတာဖြစ်ပါတယ်အဲဒီမှာ3469ကြီးဆိုပြီးတော့ရှိတယ်ဘောနော3ရ6ရချပြေးသွားတာဖြစ်ပါတယ် 3လေး3 8 3 3ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီ9ချိန်အတွက်ကတော့2 3 3 3 3 8ပေါ့နော်2 3 3 8ပြီးတော့အောင်နှလုံးတိုက်က3ည6အရှိ3လုံးက8နှစ်6ပြီးရင်တတိ6ပေါ့နော်ပြီးရင်အနောက်3လုံးကတော့တ6ခွန်ပြီးရင်66နှစ်ဆိုပြီးတော့ဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ဒီ ဟာလေးတွေကိုအပေါ်ယူတဲ့နေ့တိုင်းပဲ9နဲ့ထမြောက်မယ်ပြီးရင်3မှတစ်ချိန်ယူမယ်ပေါ့နော်ပြီးရင်ဒီအောင်နှလုံးတိုက်ကအရှိတီတုံများနှစ်ချိန်ယူမယ်နှစ်ချိန်နှစ်ချိန်ပြီးရင်ဒီကိုတစ်ချိန်တိချောက်ခုမှတစ်ချိန်စီပြီးရင်ဒီနှစ်မှနှစ်ချိန်ယူပြီးတော့ကျွန်တော်အပေါင်း9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်နှင်း9လျာ30ဖြစ်ပါတယ်3နဲ့ထပ်ပေါင်းတော့ တော့တောင်များနဲ့ကျင်းတော့များရှောင်းနဲ့ချစ်နဲ့ကျင်းဆက်ချောင်းရှောင်းနဲ့ကျင်းပေါင်းနာဆက်နှစ်ရှောင်းနဲ့နှစ်ပေါင်းရှင်းရှိရတယ်ပေါ့နော်နောက်ထပ်6ကတဲ့ကျင်းဖြစ်ပါတယ်ဒါ9ကျင်းအတွက်ပေါ့နော်ဒီရှောင်းနဲ့ခုန်ပေါင်း73တုံးနဲ့တစ်ပေါင်း4ပေါ့နော်နှစ်နဲ့ကျင်းပေါင်းရှင်း4ကို အနောက်ကခုန်နဲ့ထပ်ပေါင်းပေးရမှာဖြစ်ပါတယ်6နဲ့4ပေါင်းရှင်း30ဖြစ်ပါတယ်3နဲ့9ပေါင်း30ကျန်နေတာက6နဲ့4နဲ့ကျန်နေတဲ့အတွက်6 4ပေါင်းရှင်း7ဆိုတဲ့အတွက်ကြောင့်မို့ နေ3569ပဲတပီးရမှာဖြစ်ပါတယ်ဗောနော်ဒါ9ချိန်အတွက်ကလည်းဒီ6လုံးထက်က3လုံးတော့မဟုတ်အပူအပါတပီးချပေးသွားအောင်လားဆိုတာလေးစောင့်ကြည့်ရမှာဗောနော်9ချိန်အတွက်ကျွန်တော်အပြီးခွေကနန်း6လုံးယူတဲ့နေ့က2359ဆိုပြီးတော့20နံပါတ်1အရာတွေဗောနော်နောက်ထပ်20နံပါတ်2ဒီကနန်း6လုံးအပြီးဆိုတာလေးကိုလည်းထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ် ဒီတွင်နီနံပါတ်နဲ့ကတော့3ညလေးလေးနိနိတိကနေထပ်ရှားပေးလာခဲ့တယ်ပေါ့နော်3လေးရှိရှိလေး3 3 6 6 3 9ညနဲ့နှစ်ညကို9 9ကိုပေါ့နော်ခွန်ရှိကုတုံများနေတုံးထဲကခွန်ရဲတုံများရဲ့ခွန်တုံများတုံများသုံးခွန်သုံးခွန်ခွန်လေးရှိကိုရှိကိုလေးပေါ့နော်356 963 6ခွန်ရှိ6ရှိခွန်ခွန်ရဲနေရဲ့နေနေခွန် နှစ်3569ခွန်8ထဲက8338ဆိုပြီးတော့ဒီချစ်ချိန်မှာအပူရှာပေးသွားခဲ့တယ်ပေါ့နော်388ဖြစ်ပါတယ်ခဏသုံးလုံးပေါင်းရှင်းကတော့9ပြိပေါ့နော်ရှောက်ခွန်8ဒီပြိကတော့စိတ်မကောင်းစွာပဲပေါက်သွားခဲ့တာဖြစ်ပါတယ်โอเคဒီ9ချိန်အတွက်ကတော့233388ပြီးရင်396အရှိသုံးလုံးက ချစ်နေချောင်းတတချောင်းအနောက်သုံးလုံးကတော့တချောင်းခွန်၆၆နှစ်ဖြစ်ပါတယ်။ Okay ဒါဆိုရင် အပေါ်ယူတဲ့နေ့တိုင်းပဲအလဲထင်ချစ်ကိုတကြိမ်ပြီးရင်ဒီမှာတတကြိမ်သူ့ကိုလေးနဲ့မြောက်ပြီးတော့အပေါင်းနေနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်။ရှင်းနဲ့တင်းနဲ့ပေါင်းရှင်းက900ရတယ်ဗောနော်နောက်ထပ်ခွန်လေးဒီ90နဲ့ရှစ်ကိုနှင်းနဲ့ပေါင်းရှင်း30တုံးများပဲရည်မယ်ဗောနော် ဒါဆိုရင်ကိုယ်နဲ့တုံများနဲ့ပေါင်းရှင်ကိုရတဲ့အတွက်ကြောင့်မို့ကိုတုံညာတင်းနေနေကိုကြောင့်မှနေနဲ့ထပ်ပေါင်းရှင်၄၅ဆိုပြီးယူမယ်ပေါ့နော်။တွင်းရဲ့ရာဒီကိုချိန်မှာကိုတုံများတင်းနေ၄၅ထက်က၃လုံးတုံမဟုတ်နှလုံးအပါထပ်ပြီးချပေးသွားမလားပေါ့နော်။ဒီတနည်းနံပါတ်နဲ့ကတော့တုံညာ၄၄ကနေချပေးလာခဲ့တယ်ပေါ့နော်။ဒီတွင်းရဲ့အတိုင်းပဲဖြစ်ပါတယ်။ဒီကိုချိန်မှာတော့ကိုတုံများတင်းနေ၄၅ဆိုပြီးဖြစ်မယ်ပေါ့နော်။ ကိုတော်များဒီနေ့အလေးငါကျွန်တော်ဒီငါပြီးခဲ့တဲ့ချစ်ချိန်မှာတော့ငါလုံးအပြီးခွေကြံနေပါတော့ဒီတစ်ပတ်မှာတော့ကိုချိန်မှာတော့နေ့တစ်လုံးပုံတူတယ်ပြီးရင်လေးတစ်လုံးပုံတူတယ်ငါလေးပုံတူတယ်မှာပါတယ်ရှစ်ကတော့မပါဘူးပါတော့ကိုတစ်လုံးပါနေအတွက်ကြောင့်မို့ကျွန်တော်လေးလုံးအပြီးခွေဖြစ်မယ်ပါတော့ဒီ20နှစ်ခုစလုံးသာရှားပေးသွားခဲ့မယ်ဆိုရင်ပေါ့ခင်ဗျာ ဒီကိုချိန်မှာဒီလေးလုံးထဲကတုံးလုံးထပ်ပြီးချပေးတော့မလားတော့မဟုတ်အပူပါလားဗောနော်။ဒါဆိုရင်ခွေလိုက်ရင်တော့နေလေးငါဖြစ်မယ်ပြီးရင်နေလေးကိုဗောနော်။နေလေးကိုပြီးတော့ကျွန်တော်နေလေးပြီးသွားတဲ့အတွက်နေကို9နဲ့ထပ်တွဲမှဖြစ်တဲ့အတွက်ကြောင့်မို့နေ9ကိုရှိပြီးရမယ်ပေါ့နော်။ပြီးရင်လေး9ကိုရှိပြီးတော့ကျွန်တော်ခွေလိုက်တာဒီလေးကွက်အရာတွေပေါ့နော်။အဲ့ဒီလေးကွက်ကိုအဲကျွန်တော်အရင်တော့ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ ။ဟုတ်ကဲ့နေလေး9ရက်နေလေး9ရက်နေ9ရက်လေး9ရက်ဆိုပြီးရှားတယ်ဗောနော်။ဒါအပူအပါခဏနေကြရင်ပြန်ပြီးတော့ပြန်ပြီးတော့မယ်ဗောနော်။ဟုတ်ကဲ့ဒီနှခုဗောနော်ဒီနှခုကိုကျွန်တော်ပုံသူရမှာပြီးကလေးတစ်ပတ်မှာတော့ကျွန်တော်အပြီးခွေ9လုံးဆိုပြီးရတယ်ဗောနော်ဒီတစ်ပတ်မှာတော့ကျွန်တော် လေးလုံးဖြစ်ပါတယ်အဲ့ဒီမှာ3 4ကိုအဲ့ဒီမှာဝိန်ထားရှင်းက3 4လုံးပိုင်အနေနဲ့ယူထားရှင်းဖြစ်ပါတယ်ဗောနော်ဒီ3ရဲ့6ရဲ့ရှားပြီးသွားတယ်ဗောနော်အဲ့ဒီမှာ3 4 9ကိုဘာလို့ဒီမှာရှင်းထားတလဲဆိုတာဒီကီးနဲ့ညီထားတာဖြစ်ပါတယ်အဲ့ဒီကီးလေးလုံးဗောနော်ပင်ရှိကီးတွယ်နီးဆိုပြီးတင်ပြထားတယ်9ခွန်9အမှာ9တလုံး3မြောက်6တလုံး3ခွန်5 6တလုံး3 6နှစ်6က ဒီကေးလေးလုံးဒီသုံးလုံးလေးပေးတတ်တယ်ဗောနောသုံးလုံးအပြည့်လေးပေးတယ်အထီးကေးတစ်လုံးအနေနဲ့လည်းရှားပေးတတ်တယ်ဗောနောသုံးများလေး669 636 669 665တောက်လျှောက်ဗောနောပြီးရင်9ချောင်းနဲ့မှာ6ရဲ့အနည်းရရှားပေးသွားတယ်ဗောနောသုံးများလေးလေးမှာလေးနိနေတင်မှာနဲ့643မှာ74နဲ့မြစ်တုံများကို999 900 3009 694 563 669 999 ပြင်းခရက်တပတ်ဒီမှာ3493များဆိုပြီးကြီးရတယ်ဗောနော်ခြားပြီးတော့ဒါက388ဆိုတဲ့အတွက်ကြောင့်မို့3493များကြီးထက်က3ဒလုံးထိစီနေရာကခြားပြီးသွားတယ်ဗောနော်3ဒလုံးထိစီနေရာက388ဆိုပြီးတော့ဒီကြီးလေးလုံးထပ်ပြီးခြားပြီးသွားတယ်ဗောနော်အဲ့ဒီ3493များကိုမူတည်ပြီးတော့ဒီမှာဆိုရင်ကျွန်တော်3လေးလုံးပဲအနေနဲ့ရမှာဖြစ်ပါတယ်ဗောနော်3လေးလုံးပဲအနေနဲ့3ဒလုံးကရှင်းနေတွဲထားတာဖြစ်ပါတယ်388ဆိုပြီးတော့ အပူချပေးသွားတယ်ဗောနော်ဒီမှာလေကြီးတယ်လေနှီးပိသားဖြစ်ပါတယ်၃၄အပါဗောနော်အဲဒါကြောင့်မို့ကျွန်တော်တို့ပြိနေကန်ကြီးတာဆိုရင်နေ၄၅ရေ၃၅ရှိရေ၄၅ရှိရေဆိုပြီးပြပေးထားတယ်ဗောနော်တော်တော်ပြိဖောက်သွားတာဖြစ်ပါတယ်ဒီတစ်ပတ်မှာနေ၄၅ခုဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဘာလုံးပိနေနေရမလဲဆိုတာလေးကြည့်အောင်ဗောနော်အဲ့မှာ၃ရှိရှိဖြစ်မယ်ဗောနော်ကိုကျင်အတွက်ဒီ95လေးရပေးရရတယ်ဆိုတော့ကျွန်တော်တို့ဒီမှာဗောနော် ခွန်63ညနေ9လေးဒီမှာခွန်63ညနေ9လေးအဲ့ဒီနေ9လေးရဲ့ audio မှာတတိယဆိုပြီးရှိတယ်ဗောနော်ဆိုတော့တတိယကိုမူတည်ပြီးတော့ကျွန်တော်တို့ကဒီ9အချိန်အတွက်ဒီလေးလုံးတွေရမှာဖြစ်ပါတယ်ဆိုတော့တွင်နည်းရတိကိုတစ်ချိန်6ကို2ချိန်ဆိုရဲ့အတွက်ပေါင်းရှင်း300တွေအတွက်ကျွန်တော်တို့3 4 9ညကိပဲထပ်ပြီးရမှာဖြစ်ပါတယ်ဗောနော် โอเค3 4 9 3ညာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာကီးနဲ့ညီတာဆိုရင်3 4 9 3ညာဆိုတဲ့အတွက်4 9ပိန်ဖြစ်သွားမယ်ပေါ့နော်4 3မဟုတ်9ပိန်ပေါ့နော်4 9ကျွန်တော်လုံးပိန်အနေနဲ့ရမှာဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်နေ5တို့နေ5တို့နေ5တို့4 5တို့ကလည်းကျွန်တော်ကီးနဲ့ညီပြီးသားပေါ့နော်ဒါဆိုရင်ကျွန်တော်အပူအပါ4 9ကိုတုံးပြရမှာဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ဒီကရန်လေးလုံးကိုအဘူအဘာလေးနဲ့ကိုးနဲ့ကိုညီပြပြီးတော့มาဖြစ်ပါတယ်ဗောနော်ဒါဆိုရင်အဘူအနေနဲ့ကတော့ကျွန်တော်ဒီမှာဆိုရင်နင်းနင်းအဘူဖြစ်သွားမယ်ဗောနော်နင်းနင်းအဘူလေးလေးအဘူငါငါအဘူကိုကိုအဘူကိုကျွန်တော်ဒီလိုလေးစီလိုက်ပြစီလိုက်ပါမယ်ဗောနော်ကျွန်တော်အဘူကိုတုံးရအောင်ဖြစ်တဲ့အတွက်နင်းနင်းအဘူရဲ့လေးလေးအဘူရဲ့ပြီးရင်ငါငါအဘူရဲ့ကိုကိုအဘူရဲ့ဆိုပြီးတော့ဖြစ်မယ်ဗောနော် ။ဒါဆိုရင် ကျွန်တော်နိဘူးကိုယူမယ်ဆိုရင်ဂျန်နီတာက၄၅ကိုဖြစ်တဲ့အတွက်ကြောင့်မို့နိနေလေးနိနေ၅၊နိနေ၉ကိုဆိုပြီးဖြစ်မယ်ပေါ့နော်။နိနေ၅၊နိနေ၉ကိုဆိုပြီးရမှာဖြစ်ပါတယ်။လေးလေးကိုယူရင်တော့နိ၅ကိုကိုထည့်ရမှာပေါ့နော်။နိ၅လေးလေး၅ပေါ့နော်။ပြီးရင်လေးလေး၉ဖြစ်ပါတယ်။ပြီးရင်ကျွန်တော်99အပူကိုထည့်ယူမယ်ဆိုရင်တော့နီလေးကိုကြည့်ရမှာပေါ့နော်ဆိုတော့99နီပြီးရင် ငါငါလေးငါငါကိုဆိုပြီးတော့အလိုလေးကပ်မယ်ပါနော်ပြီးရင်ကိုကိုကိုယူတော့အနည်းလေးငါကိုကပ်မှာဖြစ်တဲ့အတွက်ကိုကိုနဲ့ကိုကိုလေးပေါ့နော်ပြီးရင်ကိုကိုငါဆိုပြီးတော့ကျွန်တော်ဒီအပူကြီးရတယ်ပေါ့နော်အဲ့ထဲကကျွန်တော်လေးပိန်ကိုပိန်ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာအညီနေတာကနင်းနေလေးတော့ပေါ့နော်နင်းနေလေးတော့အဲ့မှာနင်းနေငါကတော့ကျွန်တော်လေးကိုကြီးမညီဘူးပေါ့နော် ဆိုတော့ကျွန်တော်တို့ဒါလေးတွေရမှာဖြစ်ပါတယ်99999လေး99နဲ့99လေး99ဆိုပြီးတော့ပေတာက9နိနိယ99နိယအဲ့ဒါကိုပေသွားမှာဖြစ်ပါတယ်ဗောနော်โอเคဒါလေးတွေကများနေသေးတယ်ဗောနော်ဒါကြောင့်မို့ကျွန်တော်သုံးလုံးပေါင်းရှင်းပရိနဲ့ထပ်ချုပ်ပြပါမယ်တစ်ဆက်သေးပဲဗောနော်ဒီသုံးလုံးပေါင်းရှင်းပရိကပြီးခရစ်တပတ်မှာဒီ20တခုခြားပေးသွားခဲ့တယ်ဗောနော်20နှမျိုးဖြစ်ပါတယ် ပရိလေးလုံးယူတဲ့နိကဖောက်သွားခဲ့ပြီးတော့ဒီပရိချောင်းလုံးယူတဲ့နိကတော့ထပ်ပြီးတော့အရှာပေးသွားခဲ့တာဖြစ်ပါတယ်။တုံးခုမှာခွန်ပိတ်ချီကိုလေးမှာဒီပရိ963လေးပရိပေါ့နော်68ခွန်ဒီပရိ99ခွန်ဒီပရိ69333လေးထဲက388ဆိုတဲ့အတွက်ထိတ်လေးပိတ်ကနန်း၃လုံးပေါင်းရှင်း၉ပရိချပေးသွားတာဖြစ်ပါတယ်။ ကိုပရိ388စပြီးတော့ပြီးခရစ်တပါမှာကျွန်တော်ရှိတဲ့ပုံသူတဲ့ဆိုပေမဲ့ကိုပရိချပေးသွားခဲ့တာဖြစ်ပါတယ်။သူရဲ့တွင်နည်းကိုလေ့လာကြည့်အောင်လားခင်ဗျာ။သူရဲ့တွင်နည်းကတော့ဒီနိနိတိကနေကျွန်တော်ပြပေးထားတယ်ပေါ့နော်။ကျွန်တော်ကဒီမှာအာ26 26 6နိနိကွန်ဆူရဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီမှာဒီချစ်ကျင်၉ကျင်အတွက်ကနိတိ3388ကိုမူတည်ပြီးတော့အဘွားလိုမျိုးပဲပေါ့နော်။ထပ်ပေါင်းရမှာဖြစ်ပါတယ်။အဘွားယူတဲ့နေ့အရာ ဒီတီတုံးတုံးကိုပေါင်းအောင်ဖြစ်ပါတယ်သုံးနဲ့အပေါ်မှာဆိုရင်တင်းနဲ့လေးပေါင်းရှင်က9ဥ3နဲ့ပေါင်းထားတယ်ခွန်ကို10ပေါင်းရှင်3နဲ့ထပ်ပေါင်းထားတာပေါ့နော်ဆိုတော့3 3ပေါင်းရှောင်းရှောင်းနဲ့10ပေါင်းခွန်ဆိုတဲ့အတွက်အပေါ်မှာရှိတဲ့၄နဲ့9နဲ့ထပ်ပေါင်းတော့7ရတယ်ပေါ့နော်၄ခွန်ပေါင်းရှင်7ကို3နဲ့ထပ်ပေါင်းတော့ကျန်တော့၄9 9 9 9ခွန်ရှင်9တုံများပြိစုပြီးရမှာပေါ့နော်9ကို2နဲ့ပေါင်းရှင်ခွန်၄9 9 9ခွန်ရှင်9တုံများပြိစုပြီးရမှာဖြစ်ပါတယ် ရှိကိုတင်နေ3လေးထက်က3 8 8ဆိုတဲ့ကိုပရိချပေးသွားခဲ့တယ်ဗနဒီကိုချိန်မှာတော့၄9ခွန်ရှိကိုတော်များပရိစုပြီးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီကိုချိန်မှာတော့၄9ခွန်ရှိကိုတော်များပရိစုပြီးရမှာဗနโอเคဒီလေး၄ break 963 78ချိန်မှာ963 break ချပေးသွားခဲ့ဖို့တယ်ခင်ဗျာ ၄၅၈၉တော်များဆိုတော့ကျွန်တော်ဒီမှာပြိနေညီတာကိုရွေးယူသွားမှာဖြစ်ပါတယ်ဗျာနော်၄၅၈၉တော်ညာဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီမှာဒီနှစ်၄၅ဗျာနော်ဒီနှစ်၅ပေါင်း၉၉နဲ့နှစ်ပေါင်း၁၁တိပြိမပေါဘူးဗျာနော်ဆိုတော့ဒီမှာနှစ်၄၉နှစ်၄၉ကနန်း၃လုံးပေါင်းရှင်း၅ပြိဖြစ်တဲ့အတွက်ကြောင့်မို့နှစ်၄၉တကွဲရာပြီဖြစ်ပါတယ်ငါ နေ၅ခုဒီကနန်း၃လုံးပေါင်းရှင်က၆ပြိမပါဘူးဗောနော်ဒီမှာလေ၅ခုဒီကနန်း၃လုံးပေါင်းရှင်၈ပြိပါတယ်ဗောနော်ပြီးရင်နေနေလေးကကနန်း၃လုံးပေါင်းရှင်၈ပြိဖြစ်ပါတယ်နေနေ၉ကတော့ကနန်း၃လုံးပေါင်းရှင်၃ပြိဆိုတဲ့အတွက်ပေးတယ်ဗောနော်လေလေးနေတော့ပြီးရင်ဒီလေလေး၉တို့ဗောနော်ဒါ9ပြိဖြစ်ပါတယ်ဒါကတော့ကျွန်တော်၄ပြိဗောနော် ဒီမှာကိုပရိပြီးရင်ဒီကိုကိုနေကလည်းကျွန်တော်တို့တုံညာပရိပေါ့နော်တုံညာပရိပါတဲ့အတွက်ကြောင့်မို့ယူထားရှင်းဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့ပရိနဲ့ကဲညီတာဆိုရင်ဒီဟာလေးပဲရှိမယ်ပေါ့နော်အပန်းရောင်ရှင်းထားတဲ့ဟာလေးပဲဖြစ်ပါတယ်။နေလေးကိုအာလေးငါကိုအာပေါ့နော်ပြီးရင်အပူအနေနဲ့ကတော့နင်းနေလေးတို့ပြီးရင်လေးလေးနေတို့လေးလေးကိုတို့ငါငါလေးတို့ငါငါကိုကိုကိုနေဆိုပြီးတော့ဒါအပူလေး ရှားတယ်ဗောနော် အပူမဟုတ်ဘူးဆိုရင်တော့နေလေးကိုနဲ့လင်းငါကိုဒီတုံးလုံးပေါင်းရှင်ပရိနဲ့ဂိန်ကြီးတာလေးဖြစ်ပါတယ်โอเคဒါလေးကတော့ကျွန်တော်တို့ဒီပြခဲ့တဲ့ဒီချစ်ချိန်မှာရှားပေးသွားခဲ့တဲ့ဒွနီအဆက်ဗောနော်ကိုချိန်အတွက်ကျွန်တော်တို့မိတ်ဆွေများအထောက်အကူရအောင်ရွေပြီးတော့ပြန်လည်တင်ဆက်ပေးခြင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့မိတ်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ